တဲ့ after shock တွေတော့ရှိနေတာမှန်တယ်ဒါပေမဲ့လည်းစောစောကကျွန်တော်ဒီမှာပြောသလိုပဲပေါ့နော်ဒီအဆောက်အဦတွေနဲ့ဒီဟိုပါလေကြန့်ရှိတဲ့အဆောက်အဦတွေဆိုတော့ကလူကောင်တွေတော်တော်ကိုဒီဟိုပါဘာပေါ်လေးစံတတ်မှုခံခံပြီးသားအသောဥတွေလို့ပြောလို့ရတယ်ဆိုတော့ဒီမှာတော့နည်းနည်းလေး1%လောက်ကတော့ဘာပေါ်လေးဒီတော်တော်လေးထိခိုက်တာများတာမျိုးလည်းရှိနိုင်တယ်အဲ့လိုမျိုးတွေကလွဲလို့ရှိရင်တော့ကျွန်တော်တို့ဘာပေါ်လေး ကြည့်လိုက်ပြီးတော့ဒီလို green ဖြစ်တယ်ဆိုတဲ့ building တွေကတော့တော့ကျွန်တော်ပြန်သုံးလို့ရတယ်ပေါ့နော်အဓိကကလည်းအဲ့ဒါကိုဟိုပါပေါ့လေအဓိကကျွန်တော်တို့ survey လုပ်တာပါကျွန်တော်တို့အဓိကပြန်သုံးလို့ရတဲ့ space ကိုပြန်တုံးခြင်းအပြင်ကျွန်တော်တို့မြို့ရွာတွေကပြန်ပြီးတော့ပုံမှန်အခြေအနေကိုအများပြန်ပြန်ရောက်နိုင်တယ်လေ။နောက်ပြီးတော့လူတွေလည်းအရန်အရန်ပင်ပန်းကြပါလေ။တကယ်မှန်လေးတို့ဘာလို့သွားလို့ရှိရင်တွေ့လိမ့်မယ်။ကျွန်တော်တကယ်နေတွေဆိုလည်းအကျုံကျုံကြအေးကဘာမှဒီလောက်ကြီးဖြစ်တာပေါ့။ဒါပေမဲ့စိတ်အရန်တိတ်ကဲ့တကြပါ။ပတ်စံရှိလို့ပြန်ဆောက်နိုင်တဲ့သူတွေဆိုရင်လို့ရှိရင်လေကိုချင်းစာပြီးတော့ပြန်မဆောက်သေးပဲနဲ့ဒီကိုအဆောက်အဦးကိုပဲနည်းနည်းလေးဟိုပါပေါ့လေ။ ဒီပြုံမကြအောင်နည်းနည်းလေးထိမ့်သိမ့်တဲ့ဟာလောက်တွေပဲလုပ်ပြီးတော့အလုတ်သမားတွေကိုဖြစ်တာပေးပါလို့အဲ့ဒါအဲ့ဒါမျိုးလေးပြောချင်ပါတယ်အခုဆိုရင်စာချင်းဖြစ်တော့ကဘယ်လိုခေါ်မလဲဘာမှဟိုပါလေ warning ရှိမနေပဲနဲ့ကျွန်တော်ဖြစ်သွားတာလေအခုဆိုရင်တော့ကျွန်တော် warning ကောင်းကောင်းရပြီမန်လေးရသူတွေဆိုလို့ရှိရင်ပြန်နေဖို့တော့မှကျွန်တော်မနေတိုက်တူရတယ်ပြန်နေတဲ့ဆိုလို့ရှိရင်လေသူတို့ကအပြည့်ပြင်စင်သားမှတေးကြတယ်အတွေ့အကြုံပြောစရာမလိုဘာလို့လဲဆိုတော့ဒါကြီးကြုံပြီးပြီကို ဒီမှာတော့ကျွန်တော်ဟိုပါဟိုပါဘောလေးစပီကာတယောက်အနေနဲ့ကျွန်တော်ပါပါတယ်နောက်ပြီးဒီမှာလဲဆရာကြီး၅ယောက်နဲ့တူတယ်အဲ့ဒါနဲ့ကျွန်တော်တို့ဟိုပါအခုကတော့ one round ကျွန်တော်တို့ဟိုပါဘောလေး presentation ပြီးသွားပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့ဟိုပါဟိုပါလေး panel panel discussion ပေါ့အဲ့ဒါမျိုး topic လိုက်ကျွန်တော်ဝင်ဆွေးနွေးတာပြီးသွားပါတယ်ဒါကတော့ကျွန်တော်တို့ဒီသွားနေတဲ့အချိန်မှာတကယ်ဟိုပါဘောလေးအဲ့ဒါမျိုးထက်တဲ့ဝင်ဝင်လောက်ပြစ်လိုက်တော့အဲ့ဒီကနေပြီးတော့ရတဲ့အချက်လေးလေးတွေနောက်ပြီးတော့ဟိုလုကောင်းလေးထူးထူးချက်ချာလေးတွေလည်းရှိပါတယ်ဆိုတော့ နောက်ပြီးတော့ဒီငလျင်ရဲ့ထူးခြားမှုနဲ့အဲ့လိုမျိုးတွေ့ကြရတဲ့ဟာလေးတွေမှာအဲဟိုဘောလီမတ်သားစရာလေးတွေကိုအချင်းကျုပ်ပြီးတော့ကျွန်တော်ကျွန်တော်တင်ပြတာဖြစ်ပါတယ် after shot တွေတော့ရှိနေတာမှန်တယ်ဒါပေမဲ့လည်းစောစောကကျွန်တော်ဒီမှာပြောသလိုပဲပေါ့နော်ဒီအဆောက်အဦတွေနဲ့ဒီဟိုဘောလီကြန့်ရှိတဲ့အဆောက်အဦတွေဆိုတော့ကဘယ်လိုကောင်းလဲတော်တော်ကိုဒီဟို ဟိုပါပေါ့လေစံသက်မှုခံခံပြီးသားအသောဥတွေလို့ပြောလို့ရတယ်လေဆိုတော့ဒီမှာတော့နည်းနည်းလေး1%လောက်ကတော့ဟိုပါပေါ့လေဒီတော်တော်လေးထိခိုက်တာများတာမျိုးလည်းရှိနိုင်တယ်အဲ့လိုမျိုးတွေကလွဲလို့ရှိရင်တော့ကျွန်တော်တို့ဟိုပါပေါ့လေကြည့်လိုက်ပြီးတော့ဒီလို green ဖြစ်တဲ့ solar building တွေကတော့တော့ကျွန်တော်ပြန်သုံးလို့ရတယ်ပေါ့နော်အဓိကကလည်းအဲ့ဒါကိုဟိုပါပေါ့လေအဓိကကျွန်တော်တို့ survey လုပ်တာပါကျွန်တော်တို့အဓိကပြန်သုံးလို့ရတဲ့ space ကိုပြန်သုံးခြင်းအပြင်ကျွန်တော်တို့မြို့ရွာတွေကပြန်ပြီးတော့ပုံမှန်အခြေအနေကိုအမြန်ပြန်ရောက်နိုင်တယ်လေ။နောက်ပြီးတော့လူတွေလည်းအရန်အရန်ပင်ပန်းကြပါလေ။တကယ်မှန်းလေးတို့ဘာလို့သွားလို့ရှိရင်တွေ့လိမ့်မယ်။ကျွန်တော်တကယ်ညီတွေဆိုလည်းအကျုံကျုံကြအဲ့ရဘာမှဒီလောက်ကြီးဖြစ်တာမဟုတ်ဒါပေမဲ့စိတ်အရန်တိတ်ခတ်တိတ်ကြပါလေ။အဲဒီလိုရောဆိုရင်လည်းအပလက်ဆိုတော့ဒီဒီအင်တက်ပြူသွားမှာပါဟုတ်တယ်လဲနေဟာလေးဆိုရင်ဟုတ်တယ်အဲ့တော့ဆရာဘယ်လိုလေးဒါအဲ့ဒါကလည်းသူတို့တော့ပြောတယ်လို့ပေါ့ဒီ အခုချိန်မှာအဲ့လိုမျိုး engineer တွေကိုမေးကြတယ်ပေါ့နော်မေးကြတဲ့အချိန်မှာကျွန်တော်တို့တယောက်တယောက်တစ်မျိုးဟိုပါဟုတ်တယ်ပေါ့လေ opinion ရှိတာပေါ့ဒါပေမဲ့လည်းတကယ်တမ်းကျတော့ဒီအမျိုးဟိုပါပေါ့ဟိုပါပေါ့ပေါ့လေငလင်ကြီးလှုပ်တဲ့ဟာအကြောင်းဖြစ်တဲ့ processor ကျွန်တော်တို့အရင်ကကနာနာနာတိုက်ပြီးတော့မသိကြသေးဘူးဆိုတော့အဲ့ဒီဟာမှာဖြစ်လိရှိတဲ့လိုကောင်းလေဟိုပါပေါ့လေအဲ့ဒီ plastic hinge ပေါ်တဲ့ဟာပေါ့နော်ကျွန်တော်ပြောတဲ့ဟာတိုင်ကောင်းကြည့်တာပါညာဆိုတာဒါကအဲ့ဒီ building တွေကသူ့အတူကုစားနေတာဆိုတော့ အဲ့လိုမျိုးတိုင်ကောင်းကြည်တာတိတ်များလို့ရှိရင်တော့ဒါကကာအန်ဒီရရှိတယ်အဲ့လိုမျိုးအိမ်မှာဟိုပါပေါ့လေ၃လေး၅ခုလောက်ဆိုရင်ဘယ်ဒါတိတ်ပြီးတော့တိတ်ပြီးတော့အန်ဒီရမရှိဘူးကျွန်တော်ဝင်ပြီးတော့ပြင်ပြင်လို့ရတယ်နောက်ပြီးတော့ကြေးရဲတည်တည်နေလို့ရတယ်အဲ့လိုမျိုးလေးဒီ message မျိုးလဲကျွန်တော်ပေးခြင်းပါတယ်ပေးခြင်းလို့လဲဒီဘွဲကိုဟိုပါပေါ့လေပေါ့လေတကူတကအဲ့ဒီဟိုပါကနေပြန်လာတာဒါပါမနေ့ကမှမန်လေးကပြန်လာတာပတ်သက်ရှိလို့ပြန်စောက်နိုင်တဲ့သူတွေဆိုရင်လို့ရှိရင်လဲကိုချင်းစာပြီးတော့ ပြန်မဆောက်သေးပဲနဲ့ဒီကိုအဆောက်အဦကိုပဲနည်းနည်းလေးဟိုပါပေါ့လေဒီပြုံမကြအောင်နည်းနည်းလေးထိမ့်သိမ့်နဲ့ဟာလောက်လေးပဲလှုပ်ပြီးတော့အလုတ်သမားတွေကိုဖြစ်တာပေးပါလို့အဲ့ဒါအဲ့ဒါမျိုးလေးပြောချင်ပါတယ်အခုဆိုရင်စာချင်းဖြစ်တော့ကဘယ်လိုခေါ်အောင်လဲဘာမှဟိုပါပေါ့လေ warning ရှိမနေပဲနဲ့ကျွန်တော်ဖြစ်သွားတာလေအခုဆိုရင်တော့ကျွန်တော် warning ကောင်းကောင်းရပြီ မန္တလေးရသူတွေဆိုလို့ရှိရင်ပြန်နေဖို့တော့မှကျွန်တော်တို့မနေတိုက်တူရလေပြန်နေတဲ့ဆိုလို့ရှိရင်လည်းသူတို့ကအပြည့်ပြင်စင်သားမှတေးကြတယ်အတွေ့အထူးပြောစရာမလိုဘာလို့လဲဆိုတော့ဒါကြီးကြုံပြီးပြီးဟိုတော့ပြန်နေတယ်ဆိုရင်တော့မှထောက်ပါတော့เนาะသူတို့အလုတ်သွားလို့ရှိရင်အဲ့မျိုးစားတယ်တောက်တယ်ဆိုရင်တော့မှပြေးလန်းချောင်းရှာလာလို့ဘာလို့ပါသူတို့ကလုံးဟိုပါလေကြည်နေပြီးသားဆိုတော့အဲ့ဒါကအတွေ့အထူးပြောစရာမလိုဒါပေမဲ့ရန်ကုန်လိုနေရာမျိုးဆိုလို့ရှိရင်တော့ အဲ့ဒါမျိုးကြီးလာမယ်မလာဘူးကျွန်တော်တို့ကတိတ်ပြီးတော့မသေးကြဘူးဒါမဲ့လည်းဟိုပါပေါ့လေမလာခဲ့ရင်ဘာမှမဖြစ်ဘူးလာခဲ့လို့ရှိရင်တော့ဒီလောက်ဝန်နေရှိရှိထားတာတော့မှကျွန်တော်တို့ကဘာမှမပြင်သိမ့်ဘူးဆိုရင်တော့ဒါကတော့တော်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 ညံ့တဲ့မျိုးလို့ပြောရမှာပါနော်ဆိုတော့အဲ့ဒါမျိုးကျွန်တော်တို့လိုအပ်တဲ့ပြင်သိမ့်မှုတွေအရတော့လှုပ်ထားဖို့လိုပါတယ်ဆရာကငလင်းကော်မတီငလင်းရောပါလေးဆက်လုပ်တော့ရှိတယ်အခုကတော့တော့ကျွန်တော်တို့ဒီဟိုပါပေါ့လေ clinic ဆိုပြီးတော့လှုပ်ထားတဲ့ဟာကအားလုံးကိုဟိုပါဗာပဲ open ဆိုသွား open base ပါဆိုတော့အားလုံးကဒီ ဟိုပါလေကျွန်တော်ရှိနေတဲ့ note တွေနောက်ပြီးတော့အဖွဲ့တွေကိုဟိုပါလေ plugin လုပ်လို့ရပါတယ်ဆိုတော့အဲ့ဒါမျိုး engineer service ကြီးပဲမဟုတ်ဘူးကျွန်တော်တို့ဆရာဝန်တွေကနေပြီးတော့အဲ့ဒါမျိုး trauma ဖြစ်ထားတဲ့သူတွေကိုအဲ့ဒါမျိုး counsel လေးလုပ်တာတို့ပါတို့အဲ့ဒါမျိုးတွေကအစစကျွန်တော်တို့အကုန်လုံးလုပ်သွားလို့ရပါတယ်အားလုံးဝိုင်းပြီးတော့ join လုပ်လို့ရပါတယ်အားလုံးအတူတူတောင်းရလို့ရှိရင်ခရီးပို့ရောက်တာပေါ့ကျေးဇူးပါကျေးဇူးတင်ပါတယ်ခင်ဗျာ